ထိုင်းကိုရေတိုရေစေဝင်ရောက်မဲ့နိုင်ငံသားများများအတွက်ပြည်ဝင်ပြည်ထွက်စာရွက် TMC ထိုင်းလိုခေါ်တဲ့တော်မွန်ဟုတ်ကို စာရွက်အစား electronic data အဖြစ်မေလ၁ရက်နေ့ကနေစပြီးပြောင်းလဲလိုက်ပြီလို့ထိုင်းလက်ဝက်ကမှထုတ်ပြန်ထားပါတယ်။ ထို့ကြောင့်ထိုင်းကိုအကြောင်းမျိုးမျိုးကြောင့်ဝင်ရောက်မဲ့နိုင်ငံသားများအနေနဲ့ပြည်ဝင်ပြည်ထွက်စာရွက် TMC သို့မဟုတ် Thailand Data Arriving Credit TDAC ကိုထိုင်းကမလာမီ3ရက်လောက် online ကနေတဆင့်ဖြည့်သွင်းထားဖို့လိုတယ်လို့သိရပါတယ်။ Thailand Data Arriving Credit TDAC ဟာလေကြောင်းလေကြောင်းအပါဝင်နေစာဂိတ်တွေကနေဝင်ရောက်သူများအလုံးအတွက်မဖြစ်မနေကြိုတင်ဖြည့်သွင်းရမှာဖြစ်ပါတယ်။ အခက်ကျင်းဝင်များလဲကုန်ကြစရာမလိုပါဘူး TDAC ကိုခရီးမသွားမင်း၃ရက်အတွင်းဖြည့်ဆွက်ပြီးရင် email ကနေတဆင့်အတီးပြုတ်ချက်ကိုလက်ခံရစီမှာဖြစ်ပါတယ်အဲ့ဒီနောက်ရရှိလာတဲ့ TDAC ကတ်ကိုပိန်ထုတ်စရာမလိုပါအလွယ်တကူဖုန်းထဲမှာပဲတင်ထားနိုင်ပါတယ်ထိုင်းကိုဝင်ရောက်လာချိန်မှာတော့ဖုန်းတွေကနေထုတ်ပြရုံနဲ့ရပါတယ်အကယ်၍ TDAC ကတ်ကိုကြိုတင်မလုပ်ထားပဲတွာလာလို့ရသလားဟုတ်ကဲ့လာလို့ရပါတယ်ဒါပေမဲ့ ထိုင်းလဝကဂိတ်မှာအွန်လိုင်းကနေပဲဖြည့်ဆွဲခိုင်းပါတယ်။ထိုင်းလဝကဂိတ်တို့မှာ QR code တွေထားထားပေးပါတယ်။အဲ့ဒါကိုစကင်ဖတ်ပြီးရင်ဖောင်ပြရပါမယ်။ဖောင်ပြပြီးအတီးပြူးချက်ရဖို့စောက်ရပါတယ်။ email ကနေတဆင့် TDAC ကရလာပြီဆိုရင်တော့ထိုင်းလဝကကို ထုတ်ပြပြီးမှပေးဝင်ပါတယ်။ TDAC ကကအဝင်ရောက်အထွက်ပါ electronic data စနစ်အသင်းအသုံးပြုရမှာပါထို့ကြောင့်မတန်းစီရအောင်ကြိုတင်ဖြည့်ဆွက်ပြီးမှလာကြဖို့အကြံပြုရင်း နောက်အစီအစဉ်တွေမှာပြန်ဆုံပါမယ်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်